ပြည်တွင်းမှာအေအေထောက်ပံ့ရေးအဖွဲ့ဝင်တွေကိုမွေးရင်စေဝါးတွေနဲ့အတူဖမ်းဆီးရရှိကြောင်းစစ်ကောင်စီရဲ့တရင်ထုတ်ပြန်မှုဟာလင်းလယ်မှုသာဖြစ်ပြီးစစ်တပ်ကသူတို့ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေကိုဖုံးကွယ်ဖို့နဲ့နိုင်ငံတကာမှာအေအေရဲ့ဂုံတိတ်ကညှို့နှမ်းစေဖို့ရွယ်ချက်ရှိရှိဇလန်းစင်ဖန်တီးတာဖြစ်တယ်လို့လည်းအေအေပြောခွင့်ရပုဂ္ဂိုလ်ဥက္ကဋ္ဌကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ် ကြမ်းဖက်စစ်ကောင်စီကသူတို့လုံးမဲ့ရွေးကောက်ပွဲမတိုင်မီစုံရှုံထားတဲ့မြို့တွေကိုပြန်လဲသိမ်းပိုက်ရေးပြန်လဲနေမည်စုံမှုရေးထိုးစစ်ဆင်ရေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ရေးအတွက်နေပြည်တော်စစ်ရုံးမှာမင်းအွန်လိုင်းကိုတိုင်စစ်ရေးအစည်းအဝေးတွေဇက်တိုက်ခေါ်ယူခဲ့ပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ပဲခူးတိုင်းကအချက်ဖက်စစ်ကောင်စီရဲ့တောင်ကူလေတပ်ကို ဒေါ်လိုင်းတက်တွေကတရက်ခုမမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့စစ်ကောင်စီဘက်ကဒူဘိုမူကြီး2ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်တိုက်လေရင်2စီး Y8 လေရင်2စီးနဲ့ဂိုတောင်တွေထိမှန်ပျက်စီးထားတဲ့အကြောင်းကိုသိထားရတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ္တကိုပြောပါတယ်